ဆရာကြီးပီမိုနီရဲ့မယက်ခဤစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရင်ဆရာကြီးနဲ့သက်ဆိုင်သူများအားလုံးထံမှာခွင့်တောင်းလိုက်ပါရရှင်အပိုင်းဆက်ကွန်နောက်ဆုံးအပိုင်းဘူတိုင်းကျော်သည်မိမိနောက်ပါတပည့်နှစ်ယောက်အလွန်ကြောက်ရွံ့ထိတ်လန့်နေပုံနဲ့တကွရှေ့ဆောင်ဖြစ်သောမိမိကလည်းစိတ်နှငယ်နောက်သို့ဆုတ်ချင်ဟန်ကိုသိရှိရသောအခါမိမိတို့ကိုမိမိရဲစဲတင်ကအားပေး၍ဆက်လက်၍သွားကြလေရာဆရာတို့၃ယောက်ကြောက်ကြွံ့ရွံ့နေ အရေးစွန်ချပြီးလင်တော်တော်ကြကြသွားမိသောအခါ၌မနေမမြင်အလဲလက်ပုပုပြပြအရေးအာဝါသာအလွန်ကောင်းမွန်သော အမည်မသိတစ်ပင်ကြီးတပင်အောက်သို့ရောက်ကြလေရာမောပန်းဖြေ၍ရေမိုးကလေးများရှာ၍တောက်ကြပြီးနောက်တောင်တနာနား၍ထေချလေသည်ထိုတော်တွင်၌စိတ်ရင်အားပြည့်တင်းအောင်အားပေးသောလူတန်လူတန်များကိုကြားရ၏တခါတရံတစ်တော်တန်ကိုလည်းကြားရလေသည်တခါတရံမေပြူလာသလားဟု၍မှတ်ထင်ရလောက်အောင်တတော်လုံးတိတ်တိတ်ခါများတုံလုံးလျက်ကျောင်းမဖွေရကောင်းလာသောတော်ဟိန်တန်ကြီးကိုလည်းအဆက်မပြတ်ကြားရလေသည် တိပင်ဒေါတာများကိုတိုးဝှေ့တိုက်ခတ်လျက်အပြတ်အသတ်အလွန်ပြင်းထန်လာသောတရုံရုံတုံးအုံနှင့်နှလုံးတုံပွဲကောင်းသည့်ဒေဗစ်မုန်နိုင်းကြီးများကိုလည်းကြက်သိန်းထဝယ်ရာမကြမကြာတွေ့မြင်ရသဖြင့်ကြောက်တဲ့ယွန်းတဲ့စိတ်အားငယ်တဲ့သူများမှာမိသူပါရဲမရှာရဘဲစောက်တီးရမရမှု၍အသေးအူချွေပြက်ကကြောက်လန့်ရေးတွေ့ဝယ်ရာကြောင်းရှိနေသည်မသေးလေးလျန်စိတ်နှလုံးမတီးမတန်းအခိုင်မြဲနိုင်မဲမဲမဲညွညွအလိုလိုစိတ်နောက်ဖွယ်ရာအာယုံကြီးတွေကအဆက်မပြတ်တွင့်မြင်နေရခြင်းကြောင့်နှလုံးသွေးပြက်က ယုတ္တချင်းတို့တော့လည်းရဖို့ရအကြောင်းရှိနေသည်ထိုတစ်ပင်အာမဘုတိုင်းကျော်တို့ဆရာတပည့်တောင်ရောက်တို့သည်အကျိုးအကြောင်းတောင်မြောက်လေးပါတို့ကိုအတိအကျကြည့်ရှုကြပြီလေတစုံတစ်ခုကိုတွေးမိသောလက္ခဏာနှင့်ဟွန်းနေရကြပြီခုမှအချက်ကောင်းကို တော့တွေ့ရတော့တယ်တေဟန်နဲ့ကိစ္စပဲတို့အတင်းသားလူစုနဲ့တော့ဒီချက်နဲ့မှအင်းကြိုက်တာပဲမင်းတို့ကကြောက်တတ်လိုက်တာဆရာကောင်းတပည့်လုံနေပြီတဲ့သွေးညံ့တာကို ပြေးခဲ့တဲ့ရဲတယ်ဆိုတဲ့နာမည်ကိုရှားတို့ကတော့တခြားဘွဲတစ်စိတ်ထက်စိတ်ထက်ကစုံမှန်သိတယ်ဟောဂူအသက်ဆုံးပြီးမကြမညွန်လာခဲ့တာဘဲလောက်အကျိုးရှိတယ်ဆိုတာနောင်ခါတော့မင်းတို့ကောင်းကောင်းကြည့်သိလိမ့်မယ်ဒီနေရာတွင်မဲ့တို့ကိစ္စနေရာကြတော့ပါပြီရှေ့ဆက်သွားနေတို့အလကညောင်းယုံမဲ့ရှိမှာပဲကဲပြန်ကြစို့ဟူပြော၍ပိုတန်းကြော်သည်နှလောင်းနေရာ၌အလွန်ရေးကြီးသောပုံပန်းလက္ခဏာနှင့်ကောင်းစွာထင်ရှားသောအမှတ်အသားတစ်ခုကိုပြုခဲ့ပြီးလျှင် အပြင်းညောင်းတဲ့တကွာရခင်ချောက်ကူတို့ပြန်လာခဲ့ကြလေသည်ချောက်ကူတို့ရောက်တော့အခါမင်းအခါကကြပြကြရစဉ်းစားသောမျက်နှာနဲ့ဗက်နယ်လဲဦးလေးရဲ့အကြံစီနေရာကြခဲ့ရလားပြန်လာတာတယ်မြန်မလားကျမတို့ပြင်နေရာကြပါစေလို့ဆူတောင်းလိုက်ရတာမော့နေရောပဲဒီကိစ္စကအေးအေးဆေးဆေးဖြည်းဖြည်းနှင်းနှင်းလုပ်နေလို့နေရာမကြဘူးနောက်ကြရင် သူများကအကြံဦးသားမှကြောက်ရတယ်ဟုအရေးတကြီးမေးလေသည်ဘူတန်းကျော်ကနေရာကြဆိုဘာမှစိုးရင်စရာမရှိပါဘူးဒူမကြီးရဲ့ ဦးလေးကျန်ခန္ဓာယူလာ။နေပြန်မှပဲစီမံကြဆိုရက်ခဏိတော့မိုးချုပ်သွားပြီ။ခီးကအတော်ဝေးတဲ့အတွက်နေခင်းမြင်းမြင်းထင်းထင်းကြမှာနေရာကြမယ်။ဒီနေရာကကိစ္စကိုစောစောစီစီပြီးစီအောင်သာစီမံထားကြပြီတော့ဟုပြော၍အနည်းရှိဝါကွက်ပြစ်ကလေးပေါ်တွင်လှမ်း၍အမောပန်းဖြေကာနေလေသည်။မယက်ခတို့အတင်းသားတက်သားတစုလည်းဒီကင်းခါကသွားရလာရခြံရစီရလောက်ရခံရသည်နှင့်မောပန်းလာကြသောကြောင့်ခက်စောစောကပင်အိမ်မောကြ၍သွားကြလေသည် ၎င်းကျော်လူကြီးတဲ့၍အားလုံးအိပ်ပျော်နေကြသည့်အခါဘူဒ္ဓကျောင်းနှင့်မယက်ခါတို့သည်လုံခြုံသောနေရာ၌အေးကြီးသောစကားနှင့်ဆွေးနွေးတိုင်ပင်နေကြသည်မှာဘူဒ္ဓကျောင်းကတူမကြီးရဲ့ဟူမောင်ပါဝင်းကလေးဖြင့်ပူဆွေးဒုက္ခစိတ်သောကရောက်နေရရှာတယ်။အတော်သနာစရာဖြစ်နေပြီ။ဒီကြောင့်ဘလို့ဖန်တီးမလဲ။တူမကြီးဘလို့သဘောရလဲပြောပါဦး။ကျမတော့အခုနေကြမှာပြင်မထူပါဘူးဦးလေးရဲ့အချိုးကြောင့်အတီလင်ဖွင့်ပြောလိုက်တာကောင်းနေမယ်ထင်တာပဲ။ကျမတို့ကိုတတိယလေးရလာလို့သူအခဲဆန်းနေတာ။ လည်းကသူစိတ်ဒုက္ခရောက်နေရရှာတာပဲဟုတ်တယ်ဟုတ်တယ်ကိုနဲ့နိုင်ကြည့်ရမယ်အလွန်တိကျင်ရှာမှာကလားကြာတော့ဗန်းစိတ်အားကြီးတာနဲ့ယူသူချင်းဖြစ်သွားမှာတော့စိုးရင်ရတယ်ဒါတော့အကဲဆန်းကြည့်ရရင်တော့သူ့သဘောတိရရော့ပေါ့အကုံသာဖွင့်ချဆိုရဲ့ဟုတ်တမ်းမင်းနေကြရင်မိုးလင်းသွားလေသည်နည်းနည်းမိုးလင်းတော့အခါမရက်ခသည်ခန်းတိုင်းထက်လောက်ကိုပြူကချူတာစွာဖြင့်မောင်ပဝင်းကိုစိတ်ပျော်သထက်ပြောအောင်မျိုးမျိုးယူရချုံမောကပြည့်ရမာယာတို့ဖြင့်ပွတ်တီပုတ်တန်လောက်ခါနေလေသည် ။မောင်ပါဝင်းကအင်းဒီကနေ့အနေတိုင်းထူးခြားတယ်။ဒုတစုံတရားရှိလိမ့်မယ်။ငါတော့ကံကြမ္မာစီမံရာခံရတော့မှာပဲ။ဟူအောင်မေကတတိဝိဒိယပြင်နေထိုင်နေသည်။မရက်ခါကပြုံးချူသောမျက်နှာထားနဲ့ဘိုးဝင်။ကျမအလွန်ထူးဆန်းတဲ့ပုံကလေးတခုပြောပြမယ်နားထောင်မလား။ဘလို့ပုံလဲမနှံ့ရွယ်ရဲ့မနှံ့ရွယ်ပြောရင်တော့နားထောင်ဖို့အသင့်ပဲ။ဟူဆိုင်တွာကနှုတ်လေးလေးပြန်ပြောလေသည်။မရက်ခါကကျမပြောမဲ့ပုံကအင်တန်ထူးဆန်းတဲ့ ရှင်တို့လိုလူမျိုးနဲ့တော့တာပြီးတင့်နေတော့တာပဲဟုဆိုလေအတိုးချုပ်ကလေးအချင်းချုပ်ကလေးပြောပြစီဘုံဝင်ရဒီလိုပါရှိကတဲ့တခုသောရံမှာတာမိတာပါလေးရရှိကြတဲ့ငယ်ဆုံးဖြစ်တဲ့နှမကလေးကတော့တမင်းရင်မဟုတ်ဘူးမွေးစားတာတဲ့ရှိကနော်အခုမဟုတ်ဘူးနော်အဲ့ဒီလေးရောက်မှာဖခင်ဖြစ်တဲ့အိုးအဘူးအဲကျမနာမည်တီချမ်းမက်မိပါဘူးလေအဲ့ဒီဖခင်ကတော့မကောင်းသောအလိချင်းနဲ့စို့တေလေးလွင့်နေတဲ့တခုလူစိုးကြီးလောက်နေတဲ့ ထို့အခါတော့ငါနိုင်ငံကလည်းမငြိမ်မသက်ဖြစ်နေသေးတဲ့အတွက်လူစုတစ်ခုဓမြတွေကလည်းများစွာထကြွနေကြရာကနေခုရင်ကပြောခဲ့တဲ့ဓမြကြီးကလည်းအထင်ရှားမနေဝင်ပဲနဲ့ရာဇဝင်ပင်းနဲ့ထွက်ပြေးတင်းဆောင်နေရတဲ့အခါသားကလေးကိုဘုန်းတော်ကြီးတစ်ပါးကတနာတာနဲ့အချောင်းကိုခေါ်ယူဝင်းစားထားတဲ့ဒုက္ခမောင်ပဝင်သည်ဘာကိုတရိယာမမသိဝန်းတဲကလှိုင်လဲလာပြီးအလွန်ကြီးပါစွာပြူကလူပြူကလာဖြစ်လာလေ အပြောပါမနန်းရွယ်ရဲ့ဆုံးအောင်ပြောချမ်းမအောင်ဟုရေတကြီးပြောပြီးနားဆိုင်ခါထောင်းနေလေသည်ထိုကမရဲခါခါဆက်လက်ပြောဆိုသည်မှာအဲ့ဒီညကြီးကတနေ့တနိုင်တော့ပုံပုံကွက်ကွက်နဲ့ရုပ်ဖြောက်ပြီးအိမ်ကိုပြန်လာတော့တားကလေးမတွေ့ရဘဲမရဖြစ်သူကအကျင့်ဖောက်ပြမြောက်မှထားလို့မူအကြယောက်ျားနဲ့မွေလျောပျော်ပါနေတာကိုပတ်ပင်းတွေ့ရတဲ့အခါကျတော့မျက်စာပိုးဝင်ဆန်းတပင်တင်ချစ်ချင်းမယားကြီးစားကိုလူးလူဆိုတဲ့စကားလိုအလွန်တရာဒေါသထွက်ပြီးတော့မှတိမခံနိုင်တာနဲ့ စိတ်ကိုချုပ်တီးလို့မရပဲတခါတည်းခုတ်တန့်ပိုင်းဖြတ်ပြီးတော့တမိငယ်ကလေးလက်ကိုဆွဲယူပြီးလက်လွတ်ထွက်ပြေးပါလေရောတဲ့ဘဝင်းရဲ့အဲ့ဒီထွက်ပြေးတဲ့ဘူကြီးကအခုတော့ဘဲမြို့ဘဲရွာဘဲတောင်ဘဲကန်ဆိုင်နေတယ်ဆိုတာတတင်းစကားမကြားရသေးပါဘူးတဲ့ဆိုကြပါစို့ရဲ့ဘုန်းကြီးเจ้าမှာကျန်းရင်းခဲ့တဲ့တားကလေးကလည်းเจ้าကပြန်လာမိခင်ကိုဒံရတွေနဲ့မလှမပါသေးနေရတာတွေ့တော့စိတ်ထဲကဘာမိလောင်တယ်လို့ဥပန်တော့ကတွေရောက်ပြီးတော့မှ အယုကဲတို့တုံကိုဒီဖြစ်နေရရှာတဲ့နှမကလေးကလည်းပျောက်ချင်းမလားပျောက်သွားတော့ပိုးပြီးဆိုတာပေါ့ဟူလိုက်လဲတော့အတန်ဖြင့်မြင့်ရင်မြဝိုင်းကပြောလာတော့ကမောင်ပဝင်းကအမလီမန်နန်းတွေရဲ့ထူးဆန်းလာကြည်ကလားကျုပ်ဖြစ်နေတူလာကြည်လားကျုပ်အသေးနာတယ်နော်ကဲကျုပ်အဆွေကိုဆွာနာနဲ့တူလာကြည်ရဲ့ရှေ့ဆက်ဆက်မအောင်ဟုဘူဒန်ပါပါဖြင့်မေးလေရမယက်ခါကအဲ့ဒီသားကလေးကမိခင်ကလည်းမလမပါသေးရဲ့ ဖခင်နဲ့နှမကလေးနဲ့စုံစမ်းရှာဖွေလို့ပြတဲ့အတွက်ပူပင်တော့ကစိတ်ဒုက္ခနဲ့ကြံကောင်းစီရကြံပြီးအရှင်သခင်ဆိုရများထံဝင်ရောက်ခါစားလို့ဓမြများကိုလည်းဖန်စီရင်ဖခင်နဲ့နှမကလေးကိုလည်းရှာဖွေရင်းနဲ့တောင်တောင်မြောက်မြောက်ရောက်ရပေါရာနဲ့ပတ်သွားနေရှာတဲ့အဲ့ဒီလိုသွားနေရင်းနဲ့ကံတော်ကြီးဆောင်မှာအလွန်တရားလှပါတဲ့မိန်းကလေးတစ်ယောက်နဲ့တွေ့ပြီးရှိရစေချောင်လားငယ်ကချစ်ခဲ့လို့လားတော့မပြောတတ်ဘူးတမီးစာဖြစ်ကြရောတယ်အဲ့ဒီရီစာနဲ့လည်းကွဲသွားလိုက်တာ အခုတက်ထီမတွေ့ရတော့ဘူးလို့ဆိုပါတော့နောက်တကဓမြများနဲ့တိုက်ခိုက်ဖမ်းဆီးရာဓမြဘက်ကိုပါသွားလို့အဲ့ဒီဓမြလက်ထဲမှာလဲအလွန်ထက်မြက်တဲ့စွန့်ဤတက်ထီနဲ့အကျော်စောဖြစ်တဲ့မင်းကလေးတယောက်နဲ့တမီးစားပဲဆိုပါတော့ရှင်မေတ္တာတက်ဝင်ကြပြန်ရောတဲ့ဒါပေမဲ့ငငယ်ကပြောက်သွားတဲ့နှမလေးနဲ့ကံတော်ကြီးဆောင်မှာတွေ့ရတဲ့ရီးစားကိုဘယ်တော့မှမမေ့ပဲအမြဲတမ်းတားနေတာပဲတဲ့ထုံမိမသုံးယောက်ကနမဲတာကွဲပြီးလူတယောက်တည်းဖြစ်နေတာလို့လို့အစီရင်စားရချက်ပြီးထိုးသူစိန်မှာလည်း မဝေခွဲနိုင်မင်းနဲ့တောင်ရောင်စလုံးကိုပဲချစ်နေရှာတဲ့စင်းစင်းမာတော့အဆဆာရရထောက်လန့်စုံစမ်းကြည့်လိုက်တော့တယောက်တည်းနဲ့ပဲတူတာပဲဘိုးဘင်းရဲ့ဒါနဲ့မိမလူစွမ်းကောင်းတဲ့သမီးစားဖြစ်ပြီးအခုဘိုးဘင်းနဲ့ကျမချစ်နေကြတာလို့ကြောက်ကူကလေးထဲမှနေပြီးမိမကသူ့ကိုချစ်သေးသလားလို့အမျိုးမျိုးအကဲစမ်းကမမေ့မန်းကိုတီးတော့မှဟိုမေရခါကအလုံးစုံလာတဲ့ပြင်ရှေ့သူဆက်လက်ရမပြောနိုင်ပဲအတန်ကြာရက်နေပြီးမှချုံချုံကိုလိုက်ပြီး မတင်လို့တွေ့ရမိနိုင်မှမလားကိုပါဝင်းကြီးရဲ့ညွညွဆိုတာကျမပါတဲ့အသေးနာလာကြီးရဲ့နော်ကျမတို့ဖြစ်ရပုံအကုန်လုံးမပြောလိုက်ချင်ဘူးမတည်ပဲနဲ့ဘဝပြောင်းနေကြပေါ့ကောင်းနိုင်သေးရဲ့လားမနှဲ့နယ်ဆိုတာလည်းကျမပဲတတိယသေးရဲ့လားယင်ကိုပါဝင်းကြီးတကောင်ကျွတ်တမျက်နာနဲ့အားကိုရမဲ့နေရတာပေါ့လေတွေးမိတိုင်းအသေးနာလာကြီးရဲ့ချစ်ရတဲ့သူကိုဘာကြောင့်ဒီလောက်တောင်ကြောက်အောင်ခွဲနေရသလဲစသဖြင့်တီတီတာတာတနာစရာများပြောဆိုရန်တွေးပြီးလင်း မောင်ပဝင်းကိုအတင်းဖက်ရင်ငိုလေသည်မောင်ပဝင်းကလည်းယူကြတော်မြေတို့ကိုမစင်နိုင်တော့ပဲရှာကြီးတငင်းနဲ့ပြင်းပြစွာချုံချုံချငိုပြီးအမလီမနှမ်းရွယ်ရဲ့အစကဒီလိုအကုန်ဖွင့်ပြီးပွင့်ပွင့်လင်းလင်းပြောလိုက်ပါတော့လားကွယ်ကျုပ်ကိုစိတ်စင်းရဲ့ဒုက္ခရောက်အောင်နှိစီလာများဘအတွက်ဖုံးပြချရတယ်လေကျုပ်မဖြစ်ဒီဘဝမှာဖခင်ကိုလည်းမတွေ့ရတော့ဘူးညွညွတို့မနှမ်းရွယ်တို့လည်းဘယ်မျိုးဘယ်ရွာဘယ်နေရာကိုရောက်နေပြီးဘယ်ယောက်ျားနဲ့ရနေမလဲမပြောတတ်ဘူးငါနဲ့တော့တွေ့ရမှာမဟုတ်တော့ပါဘူးတွေ့ရမှာမဟုတ်တော့ပါဘူးနဲ့ တွေ့ရမှနဲ့မတွေ့ရမှမတွေ့ရမှကများနေတယ်လို့တွေ့တော်ပြီးနေရောညင်ရောအဲ့လိုလည်းမပြောစားလို့လည်းမဝင်ပူရင်တော့ကနဲ့ချင်းကုန်းနေရလို့မန်းနှံရွယ်လည်းရိပ်မိသိရှိပါလိမ့်မယ်အကြံကောင်းကြပါပြီမန်းနှံရွယ်ကြီးရဲ့ညွတ်ညွတ်ရဲ့ဟမ်အားရအောင်ခေါ်လိုက်မယ်နော်ကျုပ်ကဘာတောင်ဒီလောက်ကြောင်ခွဲခွာသွားနေတာတော့စသဖြင့်နှစ်ယောက်သားရှင်တွဲ၍ငိုဝဲခံနေကြလိမ့်သည်ဘူတိုင်းကျော်လည်းမရက်ကနေမောင်ပဝင်းတို့ပြင်းပြစွာအချီချတယောက်တည်းလည်းကြီးငိုယိုရွေ့နေကြသည်ကိုမြင်တော့ကလုံးမင်းစွာ ဝမ်းနဲ့ပက်လည်းနဲ့မျက်ရည်တွေတွေစီးကြပြီးနဲ့သားနဲ့သမီးကိုနေရာမှာရောငို၍လူလေးမောင်ပါဝင်ဖေဖေကိုတရိယာသေးရလားငါသားကြီးဘယ်နည်းနဲ့မှမမေ့နိုင်ဘူးပေါင်ရဲ့လူပြိုကြီးဖာဖာဖြစ်နေပါဘောလားဖေဖေသားလူလားမမြောက်ပဲနဲ့ပြစ်ထားခဲ့ရတယ်မျက်စီတငယ်နဲ့ဘလို့များနေထိုင်ရသလဲသားကြီးမင်းဒုတိယဖေဖုံးကြီးကတော့ကောင်းကောင်းမှကြည့်ရှုရလားငါသားဆွင့်ဤတတိနဲ့ကိုရုကိုကျွန်းမူရည်ရဲ့ယောက်ျားမူဖေဖေကအားရပါတယ်လေဖေဖေတို့မှလည်းရှိက ဝိပတ်ဂျမားကြောင့်အခုလိုသားတကွယ်မရတကွယ်နဲ့အကုန်လုံးကွဲပြားပျက်စီးအခြေမကျအနေမကျတောင်ပြင်းမြောက်ပြင်းနေရလို့ခွဲထားခဲ့ရတာအသက်နှလုံးတွေနာလာပါတယ်ကွယ်မောင်ပါဝင်းကြီးကိုဗန်နီနဲ့ဖေဖေပြန်ခေါ်အောင်မလို့လို့ထောက်လန့်စုံစမ်းကြံစည်နေရတာအခုမှတွေ့ရပါဘူးကောလားလို့ပြောဆိုပြီးပူတိုင်းကျော်နဲ့သားသမီးများနဲ့အတူရောယဉ်ကိုလေထို့နောက်မောင်ပါဝင်းကသူ့ဖေပူတိုင်းကျော်ရောယဉ်မှုသောအခါตาရွေးဝဲနဲ့ပက်လက်ဖြစ်ပြီးလေအဖေရဲ့ကျွန်တော်ကဘာကြောင့်ဒါလောက်တောင်ပြစ်ထားသလဲယင် ဖေဖေကမတနာပဲကျွန်တော်ကိုပြစ်ထားခဲ့တာစသဖြင့်ရှိုက်ကြီးတငင်ငိုလေသည်ထို့နောက်မှာပဝင်ကစီးကြလာသောမြေအမြကိုလက်ကင်ပေါ်အဖြစ်အနိုင်နိုင်ဒုက္ခဆက်လက်မေးမြန်းလေသည်မှာဖေဖေကျွန်တော်ကိုတယောက်တည်းပြစ်ထားခဲ့ပြီဘယ်ကိုထွက်ပြေးခဲ့တာလဲညွညွနဲ့ကျွန်တော်ကိုညွညွကိုပဲပို့ချစ်ဖို့လို့တယောက်တည်းခေါ်ပြေးတာလားမိမိကိုရောဘာကြောင့်ဒီလောက်တောင်ရဲ့ရဲဆဲဆဲတက်ဖြတ်တာလဲဖေဖေစိတ်ကတဲပြီးဒေါသထွက်လွယ်တာကိုစိတ်ကိုချုပ်တီးနိုင်မှတော့ကကြတယ်ဖေဖေရဲ့ ဖေဖေတို့ဘဲခါကားစားပြီးဒီလိုလူစုလူဝေးနဲ့တော်ကြည့်မြင်မယ်။ကြောက်ကူကလေးတွေရောက်နေကြလဲ။ကျွန်တော်နဲ့ကွဲသွားပြီးကလေးကဘယ်လိုများဖြစ်ပြန်နေထိုင်ကြသလဲ။အလိုများဆင်းရဲကြသလား။ကျွန်တော်နဲ့ဆိုရင်ဒီလောက်ဒုက္ခရောက်မှာမဟုတ်ဘူး။ကျွန်တော်ဆွမ်းအားရှိသမျှကြံစီလောက်ကန်ပြီးကောင်းကောင်းနေရအောင်ပြုလုပ်နိုင်ပါတယ်။ဖေဖေတို့ဖြစ်ပြန်နေထိုင်ပုံလေးလည်းပြော့ပြစမ်းမအောင်ဟုတိကျင်းရှာသဖြင့်မေးလေရ။ငါသားကြီးခုမှတော့တကောင်တဲ့ညစ်မနေတော့ဘူးဖေဖေအကုန်ဖွင့်ပြောမယ်။ရှက်လဲမရှက်နဲ့စိတ်လဲမရှိနဲ့။ မင်းအမေကအကျင့်စာရိတ်တာဖောက်ပြလီတော့ယောက်ျားတို့တလေတိုင်းစိတ်ထဲကမခန့်ချိမခန့်တာမချိမဆန့်ဖြစ်ပြီးစိတ်လိုက်မှန်းပါဒေါသအလျောက်ဖြစ်သွားမိပြီတယ်ဖေဖေကလည်းငါသားတည်တဲ့အတိုင်းသူများစိတ်နဲ့မတူပဲဒေါသဖြစ်မိမှပြင်ရှူရှူတိုင်းတိုင်းနဲ့သူ့ချိုးပြက်စီးမနိုင်တာများဒေါသစရာအင်တန်အားကြီးနေတော့ချုပ်တိမရနိုင်မဲ့အလွဲ့လွဲ့ကြော်ကြော်ဖြစ်သွားကုန်တာပဲစင်စစ်အားဖြင့်တရားနယ်ပြေးလိုက်တော့မိမဆိုတာအကုန်လုံးလည်းမဟုတ်ဘူးများသောအားဖြင့်ရေဘူးယာနီအားဖြင့် အခွင့်သားတဲ့အလဲကိုရောက်ရင်ဒီလိုအချင်းဖောက်ပြန်ကြပြီစမြဲပဲမိမဆိုတာစိတ်ခွဲတဲ့အရာမှာဝေစားတန့်ပြန်လှပစွာဝေစားပြီးလာတဲ့မိမိရင်သွေးဖြစ်တဲ့သားကိုပင်စိတ်ထဲကဖြစ်မတဲ့အကြောင်းနဲ့အင်ကုတ်တို့ကျမ်းမှာထင်ရှားမိတ်ဆိုထားကြောင်းဆရာသမားများဟောတန်ကြဘူးတယ်ပြီးတော့နိဗ္ဗာန်တော်ထဲမှာလဲအင်ကပူရီတိကအဋ္ဌိနာမနတ်တိယောက်ျားတယောက်ထင်းနဲ့သာတော်လာဆက်ဆံတော့မိမမိသည်မရှိတဲ့အဲ့ဒီလိုဟောထားတယ် မိမရှိသည်ဖြင့်အကုန်လုံးတော့လည်းမဟုတ်ပေဘူးပေါ့အများသောအားဖြင့်ပြောရတာပဲခုတော့ဖေဖေလည်းတရားရလို့မှသမျှကိုဝမ်းနေနေပါတယ်ဖေဖေတို့ကသားနဲ့ क्वे လာကလေးကစင်းရတာကများနေတာပဲမောင်ရဲ့အချမ်းသာတဲ့ပဲစင်းရတဲ့ဘိတ်သားဆိုတာလို့နေရတာပဲမကောင်းသောအလောက်ကိုင်းသူစီရတူရာစီဝအတက်နဲ့အသက်မွေးနေထိုင်ရခြင်းဆိုတာလွန်စွာခြင်းမြောက်ချက်တဲ့ပြီးဇသိန်းဝင်းရင်ထဆိုပဲတကယ်ဆက်စုပ်ဖို့ကောင်းတဲ့အလောက်ကလားမောင်ရဲ့ဘယ်တော့ကမှစိတ်အေးလေအေးချမ်းချမ်းသာသာမရှိရပဲ အမြဲကြောက်ကြပူပင်နေရတာကလားဖေဖေတို့မှာကလည်းအင်ဂျီယာကြီးရဲ့လို့ဘယ်ရဲ့မမအတီတကြမရှိဘူးဘောင်ရဲ့ပြင်းရင်လွားရင်သွားရင်လာရင်ကြံရင်စီရင်နဲ့ချိန်ကုန်ရတော့တာအဝိစားမှလည်းငါသားမြင်တဲ့အတိုင်းပဲတက်တက်လွန်လွန်ပွဲဝင်လာအောင်ကောင်းမွန်စွာဝိစားနေထိုင်ရတာမဟုတ်ဘဲနဲ့မိမွေးတိုင်းဖမွေးတိုင်းလုံးယုံတင့်လျော်ယုံသာဝိစားနေရတာကလားဖေဖေတို့မှာဘလို့ပင်စင်းရတော်ညာလည်းပဲငါသားကြီးကိုအရှင်သခင်များကမှဆာလို့ချမ်းသာစွာနေထိုင်ရတယ်ဆိုရင်ဖေဖေတို့က ဝမ်းသာလာပါတယ်။ဘေဘီတို့မတော့အေးအေးဆေးဆေးစီစဉ်ကလေးနဲ့နေရဖို့မပြောနဲ့။မောင်ရဲ့ကို့အသက်ဝိညာဉ်ကလေးတောင်မတိမပြောက်ရအောင်ယခုလောက်ကြာရှည်စွာတည်နေတာဟာဘေဘီတို့ရဲ့အစွမ်းသက်တည်နဲ့ကြံဆောင်အားထုတ်နိုင်လို့လို့သာဒီလောက်ရှိကြအောင်အသက်ရှည်ရပဲဟုဗိုလ်တန်းကျော်ကယခုမှတွေ့ရတော့မိမိသားကလေးမောင်ပါဝင်အားအကျိုးအကြောင်းဖြစ်တဲ့နည်းများကိုအကုန်ဆက်လန်၍ပြောပြလေသည်။မေရက်ခါကကြားပြတ်၍အခုမှပဲမောင်နှမသားမိသားပါတစု ဇက်ပေါင်းမိကြတော့တယ်ကိုကိုဝင်းကတော့ကျမကိုတည်စင်းသွင်းထောင်มาပေါ့လေဒီဘွားမှာငါအဖာများငါနမများနဲ့တော့မဟုတ်ချတွေ့ရတော့မှာမဟုတ်ဘူးလို့အမြဲမှတ်ယူနေတာပဲလားဒီကံမရောက်တက်မပြောက်ဆိုတာလို့ယခုလိုကြီးမှတပန်ပေါင်းစုံတွေ့ကြုံကြရခြင်းကအင်တန်ထူးခြားတဲ့အကြောင်းအရာဖြစ်ပေတယ်ရှေးရှေးဘွားကဆူတောင်းရေဆက်အတူပြုတ်ခဲ့တဲ့ကာမဝဆရာကုသိုလ်ကံအကြောင်းကိုသာအောက်မေ့ကျေးဇူးတင်မှုကောင်းပေတာပဲတကယ်ပေါ်ရန်သဘောနဲ့တွေ့တော့ကြည့်မယ်ဆိုရင်ဘယုတ်ပြည့် ရှုပ်ရှက်ခတ်ဖြစ်နေကြပြီးငယ်ငယ်ကလေးတယောက်နဲ့တယောက်မမတ်မီမသိတတ်သေးတဲ့ရွယ်ကကွဲကွာသွားကြပြီးအခုလိုနောက်ထပ်တစ်ပန်းတွေ့ကြုံဆောင်စည်းဖို့ရေးကအတော်ပဲဝင်လေးခက်ခဲတာပဲလေကျမမကိုကိုဝင်းကြီးဒီချိန်ဒီရွယ်ရောက်မှာတော့မိမလှလာလေးနဲ့လက်ထပ်ပြီးပြီးလို့အောက်မေ့နေတာပဲမိမမယူပဲလူမျိုးကြီးလောက်နေတာအင်တန်ကျေးဇူးတင်စရာပဲပဲကြိုက်မဲ့မိမပဲမရှိလို့လားကိုကိုဝင်းကပဲစိတ်မရှိလို့လားမပြောတတ်ဘူး ရတာမယူယူတာမရဆိုတာမျိုးဖြစ်နေတာထင်ပါရဲ့ဟုငွားအထက်ရေအတန်ပြီးအတန်ငယ်ပြုံးရွှင်စွာပြောလိုက်လေထို့နောက်သားမိသားပါမနောမ၃ယောက်တို့သည်တပြေပြေလွမ်းစိတ်ဆွေးဆွေးများကွယ်ပြောက်၍ဝဲမြဝင်းသာ ကြည်ရွှင်ပြုံးချိုသောမျက်နှာနှင့်အနှဲငယ်တက်တာရာရရှိကြလေသည်မောင်မဝင်းကလည်းမိမိအားမွေးစားထားသောဘုန်းတော်ကြီးစီမှထွက်ပါခဲ့ပြီးမှဆာ၍အသေးနှင့်နှမကလေးကိုအလွန်တွေ့လိုသောဆန္ဒနှင့်နေညာမပြတ်လိုက်လန်ရှာပွေနေသည့်အကြောင်းစသည်ဖြင့်မိမိ တွေ့ကြုံဖြစ်ပျက်ခံစားခဲ့ရသမျှအကျိုးအကြောင်းတို့ကိုအကုံဆက်လံ၍ပြောပြလေတော့သည်ဗိုလ်ဒန်းကျော်နေမဲရခါတို့ကလည်းမိမိတို့လက်ဝဲလမ်းဖြင့်အကျန်းဖက်ကစွန်စားကြံစီ၍မိများလောက်ဆန်းဆန်းတမန်အားထုတ်ကြိုးစားခဲ့ကြသောအသက်အန္တရာယ်အတွေ့အတွေ့တွေ့ရှိ၍မိများလောက်ခက်ခဲကြက်တန်းတွင်တွေ့ကြုံခဲ့ရကြ။မောင်မောင်ဝင်အောင်မိမိတို့လက်ထဲသို့ရောက်အောင် ပြန်၍ပေါင်းစုံရရန်မဲမပြက်ရှာဖွေစုံတော့လျက်ရှိချောင်းစသည်များကိုဆွေးကြည့်တကအာကြည့်တလက်အမျိုးမျိုးဇက်လံကပြောကြလေသည်ထိုကဲ့သို့အချီချ ြော့နေကြသည်မှာ၄၅၀ရဲ့လောက်ကြာရှိလိမ့်မည်ဟုတွေးထင်ရလေသည်နှိရှင်လာများလွမ်းစောတတာခဲ့ရသောအပူပင်များသည်ချစ်သူနှင့်ဆုံတွေ့၍တကနာမျှတွေ့ရသောလက်နက်ကြီးဖြင့်အပီးချိန်မုံရပြည့်လေသည်မောင်ပဝင်းသည် အလွန်တတာသောစိတ်ဖြင့်အိတ်မပြောစားမဝင်ပူပင်တော့ကသည်နေနေညမတဲခွဲအောင်ရှိနေသည်များကိုယခုတကနာချက်ချင်းသူ၏မျက်နှာကိုပြုံးချိုစွာမြင်ရ၍ခိတများပေါင်းရခြင်းတည်းဟုသောအရသာကလေးနှင့်လေချင်းတူညီစွာအလိုက်စားမပါလဲလည်နိုင် မမဝင်းကစကားလက်စာကိုဆက်လက်၍ကျွန်တော်ပြန်ခုလိုသားပါတစုအကုန်လုံးတတိုက်တဝင်းတတင်းတစ်ဖွဲ့တွေ့ကြုံဆောင်စည်းကိုမျှော်လင့်ချက်တော်နေတာပဲအခုမှအကြောင်းမကုံနိုင်သောမှတ်တမ်းပေါ်ပေါက်ချက်ကြီးဖြစ်ပါတယ်အခုပြန်ဖေဖေတို့ညွညွတို့ရောကျွန်တော်ရောချမ်းသာလဲတွေ့ရဆင်းရဲမှုလဲတွေ့ရဒုက္ခရောအပူရောအေးရောဆိုသလိုတွေ့ရရှက်တင်အတော်ဆုံးခဲ့ပေါ်စိတ်ဓာတ်သဘောဓာတ်အခြေအနေအလောက်ကအနေတိုင်းတစ်မျိုးပြောင်းပြီးဇက်ကောင်းတစ်ခုခင်းကြအောင်ဆိုရဲ့ ခုလိုနေလို့ပြင်လဲအချိန်မလဘူးတန်တရားလည်းမကောင်းဘူးလောကလည်းမကောင်းဘူးလူပေါင်းလည်းဆုံးကြပြီဖေဖေတို့ဘလို့သဘောရလဲထိုကပေါ်တိုင်းကျော်ကအဖေဖေတို့ကတော့သူပြောကြမလို့ပါဘူးငါသားသဘောကြတဲ့အချက်ဖေဖေတို့လိုက်နာမယ်ပြက်အစဉ်ပြင်ခဏဆိုတာလို့ရှေးကမကောင်းခဲ့ကြတော့လဲအခုကောင်းအောင်နေကြရင်နေရာကျနိုင်ပါတယ်ဒီနေရာမှာအစဉ်လေးတို့လည်းဟန်မရဘူးနေရာလည်းပြောင်းကြအောင်ဆိုရဲ့နေရာပြောင်းပြန်ရင်လည်းမလုံခြုံတဲ့နေရာဖြစ်နေရင်ဖေဖေတို့ဖန်းခံရလို့ဒုက္ခတွေ့ကုန်ရလိမ့်မယ်အိုးဘလို့ဖြစ်ဖြစ် ငါသားကြီးတခုပါပဲစင်းရဲလည်းမင့်တာဝင်ငါသားကသာတော်အောင်ကြည့်စီမံမှာတော့တို့ကမောင်ပဝင်ကမျက်နှာကိုအောက်ဆိုင်ထားပြီးစိတ်ငြိမ်စွာစဉ်းစား၍အိုးအရှင်သခင်များကဖန်ဆီးဖို့ရည်တော်လည်းပူစရာမရှိပါဘူးဒီအတွက်တော့ကျွန်တော်တောင်းပန်ခံနိုင်ပါတယ်အကြမှာချမ်းသာစွာနေဖို့ထိုင်ဖို့ဆိုတာကလည်းကျွန်တော်ကြံစည်နိုင်ပါရဲ့ဖေဖေတို့ကကျွန်တော်သဘောတိုင်းဆိုရင်လည်းပြန်တပတ်ပဲဒီနေရာကပြောင်းကြွှေ့ကြဆိုရဲ့အာကူမဆိုရင်စရာမရှိပါဘူးအရရဲ့နေရာကြအောင်ကျွန်တော်ကြံစည်ပါမယ် ထို့သို့နေရေးထိုင်ရေးတို့ကိုဆွေးနွေးတိုင်ပင်ကြပြီးနောက်မောင်ပါဝင်ကဂိုင်းဒီနေရာကအရှိသဖြင့်နေလို့မဟန်ဘူးအခုလိုတိုင်လာခိုင်လာဇေယိုင်မတရားတဲ့ဓမြအလုပ်ကိုလည်းယနေ့ကစပြီးဖြုတ်ပစ်ကြဆိုရဲ့အလုပ်ပြောင်းမှကောင်းတဲ့အချိန်ကြီးရောက်ကြလိမ့်မယ်စောစောစီးစီးကပဲကို့အပြစ်ကိုသိပြီးအစိုးရမင်းများတံဝင်းချတောင်းပန်ပြီးအလန်တော်အောက်ကိုဝင်ရောက်ခုလုံကြဆိုရဲ့အရှင်သခင်များကလည်းအခုလိုကိုယ့်အပြစ်ကိုတည်တဲ့သူများကိုတော့အပြစ်များများမထားဘဲနဲ့သနာကျင်တာ မဟာကရုဏာတက်တော်မူနေရှိကြပါတယ်။ဒီအတွက်တော့လည်းကျွန်တော်မှာရှင်သခင်များကဆေးလွှတ်ထားတဲ့ဘက်တော်သားဖြစ်နေတော့အပြစ်မပေးရန်ကိုကျွန်တော်တောင်းဝင်လုံးဝခံနိုင်ပါတယ်။အပြစ်မပေးရုံသာမကအရှိတဖြင့်ကောင်းမွန်ချမ်းသာစွာနေထိုင်နိုင်ဖို့ရည်ကိုယ်တော်ကျွန်တော်ကြံစီပြီးပေးနိုင်ပါရဲ့။အရှိတခင်များကတော့ကျွန်တော်ရှောက်ထားရင်ကိစ္စပြီးတာပါပဲ။ဤသို့ဖြင့်မောင်ပဝင်သည်မိမိဖခင်ဗုဒ္ဓကျော်နှင့်မယက်ခါကောနမကလေးမှမျိုးညွန့်တို့အားအချိုးချောင်ပြောဆိုနားချပြီးတော့အခါ ၎င်းတို့နှစ်ဦးသားအလုံးအမင်းဝမ်းသာလုံးစုနေကြလေသည်မရဲကကပြုံးပြုံးချိုချိုငကိုရင်ကျေးသောမျက်နှာကလေးနှင့်မောင်းမဝင်အနာတို့ပုတ်သေးပုတ်သက်ကပ်ပြီးလင်အမလီကျမတို့ကိုကိုဝင်းကြီးကပ်ပြီးလို့မင်းပြင်းမင်းတန်ကလည်းအမှန်လို့ရတော့မယ်ချမ်းသာစွာလည်းနေထိုင်ရတော့မယ်တကယ်ကိုကျေးဇူးကြီးတယ်ကျေးဇူးရှင်ကြီးကျမဘယ်လိုနည်းနဲ့ကျန်းဖန်ပြီးကျေးဇူးကြီးလဲအောင်ကျေးဇူးဆက်ရပါမလဲကျေးဇူးဆက်ခြင်းနာကြီးရဲ့ အဲ့ဒီလိုကိုကိုဝင်းတို့ကတော့အည်ချင်းဆွဲ့ရင်တက်တီနဲ့ယောက်ျားကောင်ပြီးတပြီးအကုတ်လောက်တဲ့လူမှုကျမမမေ့နိုင်တာပါပဲစသည်ချွဲတီချွဲတဲ့မူတီမူရမပီကလာပီကလာနဲ့ပြောနေတော့ခမပါဝင်ကမဲမင်းကြီးမကလေးရဲ့ဒီလိုလေးမျိုးရုပ်ကုံမမယ်အခုအစွမ်းကုံမတုံးလိုက်ပါနဲ့အဟုပြောကတားပါ၃ရောင်နောက်ပါတပည့်လက်သားများနဲ့တကွာအောင်ပါဝင်းရဲ့ရှင်သခင်ထံငိန်တက်စွာသွားကြလေသည်မုဒန်များကဟောဓမြလေးလာတယ်ဟုဆိုပြီး ။လျောပီးရင်နဲ့ဖမ်းမယ်စီမယ်လောက်ကြတော့ကမောင်မောင်ဝင်းကလက်ပြပြီးဟေးလက်ပန်းကြတယ်နော်ဒီဟာငါလူစုကွယ်။နောက်မှမင်းတို့အကျိုးကြောင့်သိရမယ်ဟုပြောဆိုတားမြစ်ပြီးမိမိသခင်မင်းကြီးတန်ဝေရောက်ခါစားလေသည်။မင်းကြီးကဓမြများကိုဖမ်းဆီးခေါ်ယူလာတော့မိမိတပည့်မောင်ပဝင်းအာမြင်တော့ကလွန်စွာအားရပြီးလွန်စွာရွှင်လန်းတော်မျက်နှာထောင်းနဲ့ဘယ်နယ်လဲလူကလေးဓမြလေးမိလာပြီလားအကျိုးကြောင့်ရှောက်တင်စမ်းမအောင်ဟုပြောရွေးမေးတော်မူလေသည်ထိုကောင်မောင်ပဝင်းကမိမိတို့ငယ်ငယ်ကလေးကလေးက ဖြစ်ပျက်ခဲ့သောအကြောင်းအရာများနည်းတပါးဘုတိုင်းကျော်သည်မိမိဖခင်အရင်ဖြစ်ကြောင်းမေရက်ခါဆိုသောမိန်းကလေးမှလည်းမိမိနှမကလေးဖြစ်ကြောင်းယခုအပြစ်ကိုသိ၍ဆိုးရမင်းများတဲ့ဝင်ရောက်ကြောင်းမိမိမျက်နှာကိုထောက်ရှု၍၎င်းတို့အားအပြစ်မှလွတ်ပြီးလင်ချမ်းသာစွာရာထူးထန်တဲ့တရဖြင့်ချင်းမြင့်ပါမိအကြောင်းများကို တခုမကျန်အကုန်ဇလန်လျှောက်တင်သောအခါမင်းကြီးကစောက်သက်ပြီးအိုးဒီလိုလားကျွန်တော်အပေါင်းကြီးတန်းလာတယ်ကျွန်တော်ကောင်းကောင်းကြီးကြည့်ရှုမယ်ဟုဆိုပြီး စုခွေလက်သက်ပကာများများစွာပေးကမ်းပြီးလင်မောင်မောင်ဝင်အားစစ်ဘိုလ်ချုပ်ကြီးယာတို့ပြင်မြောက်စားလေသည်ဘိုတိုင်းကျော်သည်က၎င်းအားစစ်ဘိုလ်ယာတို့ပြင်မြောက်စားတော်လဲအသက်အရွယ်ကြီးပြီဖြစ်၍လက်မခံမဲမိမိသားအိမ်မှပင်ချမ်းသာစွာနေ၍ဘုရားသွားကြောင်းတန်းနေပင်အချိန်ကုန်လေ၏ထို့နောက်များမကြာမီမောင်မောင်ဝင်နှင့်မေရက်ခကိုညွညွအားဝေးစားတော်သမီးဖြစ်သည်ဖြင့်မောင်နှမအရင်မဟုတ်ကြသည့်အတိုင်းကြည်ကျဲစွာလက်ထက်မင်္ဂလာပွဲပြုလုပ်ခြင်းပါပြီးလင်ချမ်းသာစွာနေထိုင်ကြလေတော့သည် ဆရာကြီးပင်မိုးနေရဲ့မယက်ကဇလန်ကတော့ဒီမှာပဲအဆုံးသတ်သွားပြီဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်ကျွန်တော်တူတာပါ